နှမျောစရာယူပါဗျာကျွန်တော်တော်တော်ကကြည့်ခဲ့တယ်ပြည်သက်နိုင်ငံကတံမိုးဖြတ်လို့မရတဲ့ဘယင်နဲ့ဘယင်မားရဲ့လဝက်လက်စားတွေဒီ crown တွေဖွဲကြိုးတွေနဂတ်တွေရင်တူးတွေ19ရက်နေ့မနက်ကပဲခိုးခံရလို့ပြည်သက်နိုင်ငံမှာခေါင်းမီတောက်လာအောင်8 4ကိုရှာဖွေနေရပဲဖြစ်တယ်အမ်ဘေးတွေမှာလေကွာတို့မတက်ကလေးတွေရက်ရက်လန်းလေးရှောက်ရှောက်ပြီးတော့ဈေးခေါ်ပြီးတော့မှကားပေါ်ပါပါွားတဲ့ဟာတွေသိရမလားအဲအဲ့ဒီလို main ကလေးတွေလောက်တောင်အဆင်တန်းမရှိဘူးအဲ့ဒီလို main ကလေးတွေရမှာဖြစ်သူ့ထက်နည်းနည်းလေးဇယိုက်တိုင်တအောင်မယ် ဲ့ကောင်မစရိုက်ကအဲ့ဒီလောက်တောင်မရှိဘူးတော်တော်ကိုအစင်တမ်းမရှိတော်တော်ကိုနိုင်ပါတဲ့စိတ်ဓာတ်မျိုးတွေနဲ့ဒိတ်မှအလုံးလုံးနေကြတာအားလုံးပဲမင်္ဂလာပါရှင်ဇလီရဲ့ YouTube channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရှင်အခုဇလီတင်ဆက်ပေးမယ့် video လေးကတော့ပြင်သစ်နိုင်ငံကဘရင်နဲ့ဘရင်မရဲ့နော်ဒီတံမူးကြီးလက်ဝတ်လက်စားတွေကိုဒါအခိုးခံလိုက်ရတဲ့ video file လေးပဲဖြစ်ပါရှင်ဒီပြင်သစ်ကစိန်နေကနော်ဒါရှီဟောင်းအိန္ဒိယနိုင်ငံကနေလာတဲ့ဒါစိန်နေတယ်နော် ။စိန်တလုံးတလုံးကလည်းနဲတာမဟုတ်ဘူးတဲ့နော်။ဒီလောက်အဆောင်အကျက်တွေအဲ့လောက်အများကြီးတောင်မှနော်ဘလူတောင်ခိုးွားလည်းမသိဘူးရှင့်။ဒါကိုအကူတယောက်ကပြောပြပေးလာတဲ့ဗီဒီယိုဖိုင်လေးကိုလည်းအတူတူကြည့်ကြည့်လိုက်ကြရအောင်ရှင့်။ညမျောစရာယူပါဗျာ။ကျွန်တော်တော့တောင်းကကြည့်ခဲ့တယ်ပြည်သိနိုင်ငံကတံမိုးဖြတ်လို့မရတဲ့ဘယင်နဲ့ဘယင်မားရဲ့လဝက်လက်စားတွေဒီ crown တွေဖွဲကျူးတွေနကတ်တွေရင်တူးတွေ19ရက်နေ့မနက်ကပဲခိုးခံရလို့တဲ့ဘလို့ခိုးွားလဲဆိုတာမပြောခင်မှာဘာတွေပါသွားလဲဆိုတာအရင်ပြောပြပါမယ် ါကတော့အဲ့ဒီ jewelry ရေထားတဲ့ hall room ကြီးပဲဖြစ်ပါတယ်။အထဲထဲမှာအဆောက်တွေအထက်ထက်နဲ့အတူတူအဲ့ဒီ jewelry ကိုအပေါ်ကမှန်ပေါင်းချောင်ကြီးနဲ့ကုလိုထားလာပါတယ်။ဒါကသူတို့ဘရင်ဆောင်းတဲ့ crown ပဲဖြစ်ပါတယ်။ jewelry တလုံးချင်းစီကလူပစ်ပေါက်လို့ရှိရင်မေ့သွားလောက်တဲ့အထီးကိုကြီးကျယ်ပြီးတော့အရန်ကိုတန်ဖိုးရှိပါတယ်။ဒါတွေကအိန္ဒိယကလာတဲ့စိတ်နေလို့ပြောပါတယ်။တလုံးတလုံးကို100ကျော်140ကရက်ဝန်းကျင်လောက်ထိရှိပါတယ်။မြင်ရခဲ့တဲ့ပန်းရောင်စိမ်ကိုလည်းတွေ့ရခဲ့ပါတယ်။ နောက်ထပ်ဘယင်မတွေအသုံးပြုတဲ့အဆင်တန်စာတွေကလည်းဒါကဗဒများရှင်တို့လို့ပြောပါတယ်။ပြီးတော့ဒါကနီလာဘယက်နဲ့ဘယင်မဆောင်းတဲ့ crown အသီးလေးပဲဖြစ်ပါတယ်။မြားဘယက်နဲ့အတူတူမြား crown လေးဗဒများဆွဲကြိုးလက်ပတ်နဲ့နှက်ခတ်တို့ပဲဖြစ်ပါတယ်။ မြခရောင်းမှာတတ်ထားတဲ့မြကြီးကလည်းအရေးသွေးကောင်းတဲ့အပြင်ကိုစိန်တလုံးတလုံးကလည်းတော်တော်ကြီးကိုကြည်ပါတယ်။ရှင်တို့မှာတတ်ထားတဲ့စိန်တွေဆိုတာတော်တော်ကြီးကိုကြည်ပြီးတော်တော်ကြီးကိုလှပါတယ်။တော်တော်လေးလေးမယ်လို့လည်းထင်ပါတယ်။အရန်တန်မိုးရှိပြီးခန်းသားပါတယ်။ကျွန်တော်ကပြည်တည်နိုင်ငံ Paris မြို့ကိုရောက်တော့ Loop Museum ဆိုတာကိုတွေ့ခဲ့ပါတယ်။ဘာပေါ်မှာအကြီးဆုံးသော museum တစ်ခုဖြစ်ပါတယ်။အဆောက်တွေအထက်ထက် security တွေအထက်ထက်ရှိနေတဲ့အပြင်အထဲထဲကိုရောက်ဖို့အတွက်တန်းကိုတော်တော်စီရပါတယ်။လူတွေလည်းအရှမ်းများပါတယ်။ ပါရစ်စလုတ်မျိုးစီယံဖြစ်ပါတယ်ဒီထဲမှာနာမည်ကျော်မိုနာလီစာတို့နောက်ဗီနပ်စ်ရုပ်ထုတို့ဒီထဲမှာအကုန်ရှိပါတယ်တကယ်ဒီပြင်သစ်နိုင်ငံရဲ့ history တခုလုံးကိုဒီမှာကြည့်နိုင်ပါတယ်ဘလို့ခေါ်ရလဲဆိုလို့ရှိရင်ဒီလုတ်မျိုးစီယံရဲ့အပြင်မှာသူတို့ကကားတစ်စီးရက်လိုက်ပြီးတော့အဲ့ကားပေါ်ကနေပြီးတော့ဒီ train နဲ့ဒီလုတ်မျိုးစီယံအပေါ်တက်တယ်ပေါ့နော်ဒီ jewelry ထားထားတဲ့အခန်းကိုသူတို့ကအပေါ်တက်သွားတယ်ဒီလုတ်မျိုးစီယံကိုမနက်7:00နာရီမှာစဖွင့်တဲ့ဟာကို လူတွေမဝင်လာခင်မိနစ်ပိုင်းလေးအလိုပါလေအဲ့တခိုး၄ယောက်ကနေပြီးတော့ခိုးပြီးတော့အဲ့ရနေပြန်ခုံဆင်းသွားပြီးတော့သူအတက်ရပြီး serious scooter နဲ့ထွက်ပြေးသွားတယ်လို့ပြောပါတယ်တခိုးက၃ယောက်ကနေ၄ယောက်လောက်ရှိတယ်လို့ ပါတယ်လောလောဆယ်ပျောက်ဆုံးနေတဲ့ jewelry က6ခုရှိတယ်လို့လည်းသိရတယ်ပြည်သက်နိုင်ငံမှာခေါင်းမေးတောက်လာအောင်အဲ့တခိုးတွေကိုရှာဖွေနေရပဲဖြစ်တယ်ဒီတမိုးကြီးကြောက်မြင့်ယန္တနာတွေကိုခိုးသွားတယ်နော်တခိုးတွေရဲ့ဘဝကတော့လုံးဝကိုမတွေးရစရာပဲရှင့်ပြည်သက်နိုင်ငံရဲ့တမိုးကြီးအရာတွေကိုမှနော်သူတို့ကရွေးပြီးတော့ခိုးတာဆိုတော့ဒါမိရင်တော့လုံးဝကိုမလွယ်ဘူးနော်ဒီလောက်အဆောင်အချက်တွေအများကြီးကိုမှနော်ချင်းတူလေးတွင်းမှာခိုးသွားတာတော်လေးကိုအတင်ရဲတယ်နော်နောက်ထပ် preview file မှာဆိုလို့ရှင်လဲနော်ဒီအမကအောင်မင်္ဂလာဝေးပြေးမှရှိတယ်နော် treatment လီအစ်ပါကားကြီးကိုသူကအရန်ကိုနော်ဒေါသထွက်နေရရှင့်အဲ့ကားကြီးကအမားကနော်တော်တော်လေးကိုလည်းအပေါက်ဆိုးရတယ်ရှင့်တာဝန်ယူမှုတာဝန်ခံမှုလည်းမရှိဘူးတဲ့နော်ကစတမာတွေပေါ်မှာဆက်ဆံတာလည်းလုံးဝကိုအချိုးမပြေဘူးတဲ့နော်ဘန်ဘီကနော်မကောင်းတာလှူစားနေတဲ့မိန်းမတွေရမှာသူထပ်ပို့ပြီးတော့ဆက်ဆံရေးကောင်းတယ်လို့ပြောရရှင့်အကင်းစင်းတို့လည်းဒီလိုကားကြီးမျိုးတွေတွေ့ရင်ရှောင်ကြလို့ရအောင်လို့နော်ဒီအမားကပြောပြလာတဲ့ဘူယူဖိုင်လေးကိုလည်းအတူတူကြီးကြီးလိုက်ကြရအောင်ရှင့်အောက်ကြီးလုပ်ပြီးကေပေးမရှိတဲ့ကဲအေးဟိုဟာလည်းဘယ်လိုပြောမလဲအခုဗီဒီယိုဖိုင်ကိုကြော်မသွားကြနဲ့နော် ော်မသားကြနဲ့ကြောနော်ဆိုတာကလေအောင်မင်္ဂလာဝင်းပြင်းဝင်းနေကရွှေမန်းကလေး expert gate ရဲ့အကြောင်းကိုကြညာပေးချင်တာပေါ့အဲ့ဒီ gate ရဲ့အားသာချက်တွေကိုကြညာပေးချင်တာအခုကအဲ့ဒီ gate ကနေပစ္စည်းရွေးပြီးပြန်လာတာပေါ့နော်သူရဲ့အားသာချက်ကလေးကြညာပေးချင်အားဖြင့်ဒီ gate မှာဒီ gate ကနေပြီးတော့သွားလာနေတဲ့ခရီးသည်တွေပြီးလို့ရှိရင်တန်စာပို့နေတဲ့သူတွေပေါ့နော်အဆင်ပြေတဲ့အတွက်သူတို့တွေကိုလည်းသိစေချင်တဲ့ခါကျမများလေး share ပေးပေါ့နော်အဲ့လိုမျိုးလေးကြောင့်မလို့ဒီအခုကြညာပေးမယ်ပေါ့နော် အဲ့ဒါဘာလဲဆိုတော့နံပါတ်1အချက်က right time ဖြစ်တာဘလို့ဖြစ်တယ်လဲဆိုလို့ရှင်ရင်ဘလောက်ထိအောင် right time ဖြစ်တယ်လဲဆိုလို့ရှင်ရင်အရန်ရေးကြီးလို့မှားတယ်ဆိုရင်သူ့စီမှာသွားမှား ။ဘာဖြစ်လို့လဲဆိုတော့အရန်အေးကြီးတယ်။မနက်ဖြန်မနက်ကိုရန်ကုန်ကိုရောက်ချင်တယ်။မန္တလေးကနေဒီနေ့ပို့ခိုင်းလိုက်ရင်ဈားထဲမှာ၂ရက်လောက်လိုမယ်။ညဈားထဲမှာ၂ရက်လောက်ကပြောင်းနေတယ်ပစ္စည်းရပါတော့။အဲ့ဒါနဲ့ပစ္စည်းမရောက်လာဘူးမရောက်လာဘူးဆိုပြီးမန္တလေးဂိတ်ကိုပို့ plan ဆက်လိုက်လို့ရှိရင်ရန်ကုန်ဂိတ်ကိုလွှဲတယ်။ရန်ကုန်ဂိတ်ကိုလှမ်းဆက်ရင်မန္တလေးဂိတ်ကိုလွှဲချတယ်။တရားနဲ့တရားကိုလွှဲချဗော်လီဘောပုံရင်မုံလုံးကိုဆက်ကူကကတ်ဆက်ကူကမုံလုံးကကတ်နဲ့အဲ့မှာတိုင်ပတ်နဲ့၂ရက်လောက်ကပစ္စည်းကရောက်မလာဘူး။အဲ့ပစ္စည်းတကယ်ရောက်လာပြီလို့သူတို့အကြောင်းကြားတဲ့အချိန်မှာသွားပြီးတော့မနေ့အစောကြီးကလေးကနေသွားစောင့်နေဂိတ်ခရီးကနေသွားစောင့်နေ ားတွေဝင်လာတာတောင်မှမဝင်လာသေးဘူးလို့ပြောင်းလိန်နေခဲ့နော်ဘယ်လောက်ထိတောင်လဲဆိုလို့ရှင်အဲအားနဲ့ပစ္စည်းကိုကဲရပြီဆိုတော့ယူလဲယူလဲကောင်းဒီလိုဒီလိုလွဲမှားတာတွေဒီဒီအရှိမထိုင်ဆောင်နေတဲ့ဟာကိုဘာဖြစ်လို့မရောက်သေးဘူးပြောတာလဲဆိုပြီးသွားလဲပြောလဲပြောအဲ့ဒီရန်ကုန်ကရွှေမန်းကလေးတန်းစာဌာနကလေကောင်းမတကောင်ရှိတယ်အရန်ချိုတာယင်ကျေးတော့ဂိတ် ။အလောက်ထောင်ချိုတာယင်ကျဲလဲဆိုလို့ရှင်လေသူ့ရဲ့ပုံစံကိုလည်းအရင်ပြပြလိုက်မယ်။သူ့ရဲ့ပုံစံကသဘင်ခက်ရှည်ရှည်ကိုမှမြန်မာဝမ်းဆက်ဝတ်ထားတဲ့ခန္ဓာကိုယ်လုံးလုံးနဲ့အသက်ကတော့30နီးပါးလောက်တော့ရှိသွားပြီ။အဲ20ကျော်30ပတ်ဝန်းကျင်လောက်တော့ရှိသွားပြီပေါ့နော်။အဲဒီမှာတော့သူကဆရာကြီးပေါ့ပြောမယ်ဆိုလို့ရှင်ဆရာကြီးစဒီဇိုင်းမျိုးနဲ့မသိလို့ရှင်ဒီ gate တဝင်းလုံးကပဲကားတွေကသူကပိုင်ထားတဲ့အုံနာပုံစံမျိုးသူ့ရဲ့ပုံစံကအဲအရန်ကြီးဝါချမ်းသာတော့ပုံစံမျိုးပေါ့နော်ဒါပေမဲ့တကယ်တကယ်လမ်းစကားပြောတဲ့အစဉ်အတန်းကလေ ညီမတို့ဒီလမ်းဘေးပါလမ်းဘေးပါကြောက်ရွံ့ရင်းတို့မင်္ဂလာတုံးဘက်ကိုမှသွားလာနေတဲ့လူတွေဆိုသိလိမ့်မယ်အဲ့အဲ့မတ်တွေမှာလေလမ်းဘေးတွေမှာလေကွာတို့မတက်ကလေးတွေရက်ရက်လမ်းလေးရှောက်ရှောက်ပြီးတော့ဈေးခေါ်ပြီးတော့မှကားပေါ်ပါပါွားတဲ့ဟာတွေသိရမလားအဲအဲ့ဒီလိုမင်းကလေးတွေလောက်တောင်အဆင်တန်းမရှိဘူးအဲ့လိုမင်းကလေးတွေအမှဖြစ်သူ့ထက်နည်းနည်းလေးဇရိုက်တိုင်တအောင်မယ်အဲ့ကောင်မဇရိုက်ကအဲ့ဒီလောက်တောင်မရှိဘူးတော်တော်ကိုအဆင်တန်းမရှိတော်တော်ကိုနေပါတဲ့စိတ်ဓာတ်မျိုးတွေနဲ့ဒိတ်မှအလုံးလုံးနေကြတာ အဲ့တော့ဒီဂိတ်ကိုထောင်ထားတဲ့အုံနာတယောက်အနေနဲ့လဲဘလိုတွေကွန်ထရိုးလုပ်နေလဲတော့မသိဘူးသူ့ဝန်ထမ်းတွေကိုလေတော်တော်ကိုအန်အော်ပြီးတော်တော်ကိုအော်ချခဲ့ရတာအခုလေသိလားနောက်တစ်ခုကဘာလဲဆိုတော့အဲ့ဒီရှေမန်းကလေးဂိတ်ကိုကျမတို့ကအခုမှပစ္စည်းနဲ့ပတ်သက်လို့ဒေါသတွေထွက်ရတယ်စိတ်တွေကုန်ရတယ်အလုပ်တွေထိခိုက်ရတယ်ဒီဘက်မှာဒါပေမဲ့အဲ့ဒီမတိုင်ခင် expat ခီးသွားတုန်းကလည်းတခါကြုံဘူးတယ်တခါကြုံဘူးတယ်ဆိုတာကဘလို့ကြုံလဲဆိုတော့ရုတ်တရက်ပေါ့နော်ကားပေါ်မှာပါလာတဲ့ခီးတွေတယောက်က အပေါ်သွားခြင်းလားအပေါ်သွားခြင်းလဲခါကြတော့အကိုရေးတဲ့ကျွန်တော်တို့ကားလေးကျွန်တော်ဟိုကားလေးခဏလောက်ရပ်ပေးပါလားကျွန်တော်လမ်းပေးလေးမှာအပေါ်လေးဆင်းသွားခြင်းလို့ပါတဲ့လူတယောက်အပေါ်သွားတာဘယ်နှမိနစ်လောက်ကြာလဲဟမ်တအား right တိုင်းဖြစ်တာနော်တအား right တိုင်းဖြစ်တာတို့ကဒီချိန်ဆိုဒီချိန်ပဲအဲ့တော့လူတယောက်အပေါ်သွားတာ9မိနစ်တောင်မကြာလဲကိစ္စကိုသူ့မှာမရက်ပေးနိုင်ဘူးအဲ့တော့အဲ့ဒီလူတယောက်ကအဲ့ဒီပေါက်ချင်လာတဲ့ shoe ကိုမန်လေးထိအောင်ပြီးသွားတာအန်ဩစရာရန်ကောင်းတော့ ဒါပေမဲ့လမ်းမှာနားတော့မပေါက်ဘူးလားတဲ့ဟဲ့သေးဆိုတာပေါက်ချင်တဲ့ချိန်ပေါက်သွားမှာပေါ့မပေါက်ချင်တော့လည်းသူပဲပေါက်မလဲဟုတ်တယ်မလားပြောချင်တာအဲ့တော့နားတော့နားတယ်ဒါပေမဲ့မပေါက်ဖြစ်ဘူးပေါ့မနာပဲနဲ့ထွက်လာပြီထွက်လာပြီထွက်လာပြီတို့လမ်းခုလောက်ရောက်ခါမှာပေါက်ချင်လာတဲ့ကိစ္စကိုသူလည်းထိန်းနိုင်တယ်တော့ထိန်းပါပဲထိန်းလို့မရတဲ့အဆုံးသူအကူညီတောင်းလာတော့မှပဲခွင်မပြုတ်ပဲမလုံမဆောင်ရွက်ပေးနိုင်တဲ့ gate အဲ့ဒီတော့ခရီးသွားရင်လည်းအဆင်မပြေသလိုတန်စာပို့ရင်ပို့လို့တောင်အကူတော်များရတဲ့ gate မို့လို့အခုလိုမျိုးကြော်ညာပေးတာဖြစ်တယ် အထူးသဖြင့်ကတော့အဲ့ဒီဂိတ်ကပတ်သက်ပြီးတော့ပေါ့ဒီရန်ကုန်မန္တလေးမှာရှိရဲ့ဟိုဂိတ်ကလူတွေတော့ကိုမမြင်ဘူးဘူးဖုန်းနဲ့တော့အဆက်အသွယ်လုပ်တယ်အဆင်မပြေဘူးဒါပေမဲ့လက်ရှိတန်းထီကိုကွက်တီတွေ့လာခဲ့ရတဲ့အခုရန်ကုန် SIO နဲ့တန်စာဌာနကကောင်မကိုတော့တခါတည်းကြော်ညာပေးလိုက်တာသူကလည်းကြော်ညာပေးပါတဲ့သူလည်းနာမည်ကြီးကျင်တယ်ပေါ့နော်သူအဲ့လိုမျိုးလေးရိုင်းပြရတာလေအဲ့လိုနာမည်ကြီးကျင်လို့ပါဆိုလို့အခုလိုင်းမော်တင်ပြီးတော့ကြော်ညာပေးတာပါအရန် ကြုံဘူးကျင်တယ်ဆိုလို့ရှင်တော့စမ်းကြည့်လိုက်ပါเนาะအိုက်ရှေမန်ဒလေးရှေမန်ဒလေးဂိတ်ကျမတို့တော့ပိုင်းကော်လုပ်ပြီးလုံးဝရောင်လို့တော့သိနေတော့လှည့်မှာပန်းအိုက်ဂိတ်သိလားသူ့ဂိတ်ကနေပစ္စည်းပို့မှကားလိုင်းနေအကုန်ပိတ်တယ်သူ့တလိတ်သူ့တဂိတ်ပဲရှိတယ်အဲ့ဒီပစ္စည်းရမှာကျမအသက်ရှင်ရမယ်ဆိုတော့မှပဲကျမအသေးခံမယ်အိုက်ဂိတ်ကနေပစ္စည်းမပို့ဘူးအဲ့လောက်ထိကိုမြစ်တာဟုတ်တယ်ဟုတ်ပါအဲ့လောက်ထိဘယ်လိုပြောမလဲရုံမကောင်းတယ်လို့မပြောချင်ဘူးကွာအရန်ကောင်းတဲ့ခါကျအဲ့စကားလုံးတွေမတုံးရဘူးအဲ့အဲ့လောက်ထိကိုမှမြစ်တာတွေအရန်ပွားသွားတဲ့ဂိတ်မျိုးပေါ့နော် အဝေးပြေး expert ကတစည်းလုတ်ပြီးတော့เนาะဒီလိုမျိုးဆက်ဆံရေးမကောင်းဘူးအပြုတ်မှုမကောင်းရင်တော့ပဲခီးတယ်မှာလိုက်မှာမဟုတ်ဘူးရှင့်ကဲလို့အဲ့ဒီ expert ကတွေကိုစီးမယ်ဆိုလို့ရှင်တော့เนาะလုံးဝကိုတတိထားကြပါရှင့်ကျမရဲ့ video file လေးကတော့ဒီလောက်ပါပဲရှင့်အဆုံးထိ live ပဲကြည့်ရှုပေးရတော့အားလုံးကျေးဇူးအများကြီးတင်ပါတယ်ရှင့်နောက်ထပ် video တွေမှာပြန်လည်ဆုံတွေ့ကြမယ်เนาะ